ရှမ်းပြည်နယ်မြပိုင်းကုတ်ခိုင်မြို့မှာလက်နက်လာဝဲတဲ့စကိုင်းတိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုမလ18ရက်နေ့မှာလွှတ်ပေးခဲ့တယ်လို့တိုင်းအမျိုးသားလူမျိုးရေးတပ်မတော် TNL က EAOD ကိုအတည်ပြုပါတယ်။ပြီးခဲ့တဲ့မလ18ရက်နေ့ကစကိုင်းတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF 9ဦးကိုကုတ်ခိုင်မြို့ကပြန်မန်တုံမြို့မှာ TNL ကဖမ်းဆီးခဲ့တာပါ။ဒီဖြစ်စဉ်ဟာ TNL ထိန်းချုပ်ရာနေမြေမှာလက်နက်ရောင်းဝယ်ပြုလုပ်ရာကမပြေလည်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး TNL ကဂျောင်းဝင်ဖြည့်ရှင်းပေးတာသာဖြစ်တယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်လည်းနဲ့အယောင်ွယ်တွေပြုလုပ်တဲ့အချိန်မှာဒီရောင်းသူနဲ့ဝယ်သူချမ်းမှာအဒီမပြေလည်မှုတွေငွေပေးချေမှုပိုင်းမှာတို့ဆိုတော့မပြေလည်မှုတွေရှိလာတော့တေရောင်းသူဘက်ကသူကလည်းနဲ့တွေရောင်းပြီးမဲ့လေသူရဲ့ငွေကပြန်မရသေးတဲ့ကြောင့်ကျမတို့က ကိုညီဆောင်ရွက်ပေးပါဒီကိစ္စကိုကြောက်ဝင်ဖြေရှင်းပေးပါဆိုပြီးတော့မှအကူအညီတောင်းလာတော့အကျမတို့ဘက်ကတော့အဲ့ဒီလက်လက်ကိုဝယ်တော့တဲ့သူကိုအတူတပင်ဒီလက်နဲ့တည်ဆောင်တော့တဲ့လူကိုမန်တိုမှာကျမတို့သူတို့ကိုခေတာတင်ထားတာဖြစ်ပါတယ် TNL ဘက်ကလက်နက်ရောင်းတဲ့လူနဲ့လက်နက်လာရဝယ်ယူတဲ့စကိုင်းနိုင်ငံ PDF အဖွဲ့ရဲ့နာမည်ကို ထုတ်ဖော်ပြောဆိုဖို့ညင်းဆိုခဲ့ပါတယ်လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ TNL က PDF တွေကိုကိုခိုင်မျိုးအထွက်မှာဖမ်းဆီးခဲ့ပြီး မန်တုံမြို့မှာနောက်တရိန်ဖမ်းဆီးတာလို့ဖော်ပြပါဗျ။ဒါပြင် PDF တွေကိုဆက်ပြီးဖမ်းဆီးထားတယ်လို့သူတို့နဲ့ပါလာတဲ့ငွေကျပ်3080လက်နက်နဲ့ကြီးစံတွေ Starling Wi-Fi နဲ့ကားတွေကိုပါတင်ဆဲခဲ့တယ်လို့ပြန့်နှံ့နေတာပါ။လက်ရှိကတော့ဒီရောင်းတူနဲ့ဝယ်တူကြမှာဖိလစ်ပိချေမှုကပြန်လဲစီဒီတော့သူတို့ကိုပြန်လဲသူပေးမှုဖြစ်ပါတယ်လက်နဲ့ကလည်းသူတို့ဒီဝယ်တဲ့သူထမ်းပြန်လဲအနံခက်ဖြစ်ပါတယ်ဟုတ်ကဲ့ TNL ကဘီရက်တွေကိုဖမ်းဆီးပြီး ပစ္စည်းတွေတင်းယူတယ်ဆိုတဲ့သတင်းတွေပေါ်ပြည်သူတွေကြောင့်ဝင်ပန်းမှုတွေမြင့်တက်နေပါတယ်။ကုတ်ခိုင်တဲ့မန်တုံဟာတစ်တုံညာနှစ်ကုန်စစ်စင်ရေးကာလအတွင်း TNL ကတင်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်ပါတယ်။2025ဆောပိုင်းလောက်ကစပြီးအဲ့ဒီနယ်မြေတွေမှာကချင်လူမျိုးရေးတပ်မတော် KIA နဲ့ TNL ကြားနယ်မြေအငင်းပွားမှုတွေလည်းဖြစ်ပေါ်နေပြီးလူမျိုးရေးပြဿနာတွေဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။